အခုဆိုလို့ရှိရင်အနုပညာရှင်တွေအနေနဲ့ပရိသတ်တွေအားပေးလက်ခံမှုတွေရရှိအောင်သူတို့အနေနဲ့ရှားတဲ့အခွင့်အရေးတွေကိုတိကျအသုံးချပြီးအနုပညာအစွမ်းတွေပြသနေတဲ့အချိန်မှာလက်တလုံးပရိသတ်တွေချစ်ခင်နေတဲ့အနုပညာရှင်တွေရှိမှာပါသူတို့ဘာတွေများလုပ်နေပါလဲမသိဘူးเนาะအာအခုလက်တလောတော့သုံးဆက်ဟိုရှေ့မှာတော့ဒီကားမဝင်ခင်ပေါ့နော်ကိုညစ်ထွက်ခေါင်နဲ့ရှိုက်ထားတယ်အခုဒီကားကတော့ကိုဆိုင်ဆိုင်ခတ်လိုက်နေပေါ့ကားနဲ့မလေးကတော့ရံပွဲဖူးစာတဲ့ဟုတ်ကျွန်တော်ဗီဒီယိုကားရိုက်နေပါတယ်ရံပွဲဖူးစာလို့ခေါ်ပါတယ်မဆုံမျိုးအမေရိကမှာရှိရဲ့ ဟိုချင်းလူငယ်များဖွဲ့စည်းရနေပြီးတော့ခေါ်ပြီးတော့တချင်းဆိုဖို့ဖိတ်ပါတယ်အဲ့ဒီကိုတွားရောက်ပြီးဖြောပြဖို့ရှိပါတယ်ပြီးတော့အမဟိုနောက်တစ်ခွေပေါ့နော်နောက်တစ်ခွေကတော့ခေါင်းစဉ်ကတော့တေချာတော့မပေးရသေးအဲ့ဒီခွေကလည်းပြီးတော့ရှိနေပါပြီဟိုအရင်တော့လောက်ပြိတ္တနဲ့အရင်ဟပြီးတော့ခွေထုတ်တာမျိုးမဟုတ်ဘဲနဲ့တစ်နှစ်တစ်ခွေလောက်တော့အများန်းဟို ထွက်နိုင်အောင်တော့မှစူးစမ်းနေပါတယ်။ဟုတ်လက်တော်တော့ညီမကိုစီရဲထိုင်တဲ့ဗီဒီယိုကရိုက်ထားပါတော့။ပြီးတော့ကြညာရိုက်ဖြစ်တဲ့အာပြီးတော့အခုဒီစီကိန်းအတွက်လည်းပြပြတာပေါ့ဟုတ်။မစားရရအခုဒိုင်တန်ညွန့်မြန်မာညီအောင်ရိုက်ကူးတဲ့ဒီရံမွဲဖူးစာဆိုတဲ့ကားလေးရိုက်နေပါတယ်။အဲကားထဲမှာကိုရန်အောင်ရယ်ဆိုင်းဆိုင်းရယ်သွန်ဆက်ရယ်မစားရရပေါ့။အာလက်တော်အနေနဲ့ကျွန်တော်ဟာဝေးကြညာကိုဟိုမဝင်းမှုရှင်နဲ့ ဘန်ကောက်မှာသွားရထားတယ်ပြီးတော့အခုချီတိုကျောင်းညာလဲဘန်ကောက်မှာသွားရမယ်ဟုတ် ုဆိုရင်ပရိသတ်တွေချစ်တဲ့အနှုပညာရှင်တို့ဘာတွေလုပ်နေလဲဆိုတာပရိသတ်တွေသိပြီးထင်ပါတယ်ရှေ့ဆက်ပြီးတော့ဒီနေ့ရဲ့နောက်ထပ်အကြောင်းအရာတစ်ခုကတော့ပရိသတ်တွေအားပေးတဲ့ဟာသပညာရှင်ဦးမပြောကျော်ရဲ့သူ့ရဲ့ငယ်ဘဝကနေပြီးတော့အနှုပညာရွေးချယ်ပြီးတော့ရှောင်းလန်းတဲ့အခါမှာဘယ်လိုမျိုးအမှတ်တရရှိလဲဆိုတဲ့သူ့ရဲ့ဘဝဖြတ်သန်းမှုတွေကိုပရိသတ်တွေပြပြပေးချင်ပါတယ်ဒါကြောင့်အခုပဲရှုစားလိုက်ပါအောင်နော်အနည်းပြချင်းပြိတ္တများရှင် သေဥဆောင်ကပြောကျော်ရဲ့သူပြောပြတဲ့သူ့ရဲ့အနည်းပညာတက်တန်းမှာရှောင်းလန်းခဲ့တဲ့တရေလေးကောင်ဘဝခြေလက်စနဲ့တူသူရွေးချယ်ခဲ့တဲ့ဇက်ကောင်စရိုက်တွေနဲ့ပတ်သက်ပြီးသူ့ရဲ့စကားသံတွေက time ရာနေစတည်ပြီးတော့အဲ့မြတ်ဘုံတို့မှာအငိမ့်နေရလူရှင်တော်မပြောကြော်ဆိုတာကနေဒီဘက်ခေလဲရောက်ကောတရေလေးကောင်ဆိုရပြဇာကိုလွင်မိုးနဲ့ကပြစ်တယ်။ကလည်းကပြစ်ကောအဲ့မှာကိုကတရေလေးကောင်နဲ့မှာအမှန်တိုင်းပြောရင်ကိုကတရေမဟုတ်ဘူး။ သဲလေးကောင်တွေမှာကိုကအဲ့သဲလေးကောင်ပြဿနာတွေမှာကိုကမင်းသားမင်းသားမှာမှာအဲ့ဇာတဲ့စူပါမင်းသားပေါ့ရှူတင်ကိုလည်းနောက်ကြမှာလည်းလာတယ်ရောက်ရင်လည်းဖုံပြောတယ်ဖုံပြောလို့ဝါမကားထရိုက်တယ်အဲ့တော့ပြီးရင်လည်းဒါတွေကအွန်သေးတယ်ဆိုတော့မင်းသားကို စောင့်ရတယ်စူပါမင်းသားဆိုတော့စောင့်ရတာပေါ့စောင့်ရတော့အဲ့မင်းသားအဲ့မင်းသားနေရာမှာမှာကိုကကားရိုက်မယ်ကြံရင်5 4 3 2 1အရှင်ဆိုရင်ဖုံးဝင်လာပြီဖုံးဝင်လာရင်အဲ့လိုကောင်မလေးတွေကြီးကဝင်လာတာ โอเคဗျာခဏပါဗျာ sorry ပါဗျာတောင်းပန်ပါတယ်โอเคရိုက်မယ်5431 action ဆိုရင်ဖုန်းကဝင်လာပြန်ပြီအဲ့တော့အဲ့လိုကောင်မလေးတွေကမင်းသားအရန်စော်ကြီးတဲ့မင်းသားပေါ့ကွာစူပါမင်းသားဆိုတော့အဲ့တော့ကားရဲ့ခံဒီအရှင်ဆိုတာနဲ့ဖုံးမဝင်လာတော့စူပါမင်းသားဆိုတော့ဒါရိုက်တာတွေကလည်းမပြောရဲမဆိုရဲပရိုဂျီဆာတွေလည်းမပြောရဲမဆိုရဲအဲကိုကလည်းရပါခဏလေးပါတင်းကြီးခံပေးပါပါညာနဲ့တောင်းပန်ရင်းနဲ့နောက်ဆုံးကြတော့အဲ့လိုပဲကားရဲ့ခံဒီ54321အရှင်လည်းကြာရောဝင်လာတာပဲအမျိုးသမီးတန် ောက်တော့မှအဲ့ကြမှာအဲ့အမျိုးသမီးသားကိုကိုကောင်မလေးအောင်ဝေပြီးချစ်တယ်ကဘာပေါ်မှာဘသူမှဘသူမှဘသူ့ကိုမှမချစ်ဘူးတဲ့အချစ်မျိုးနဲ့ချစ်တယ်အရန်ချစ်တယ်ပါညာနဲ့ရှောက်ခွက်တဲ့အချိန်မှာဟဲ့နေဘသူ့ကိုပြောနေတာတော့ဟာတာချစ်သူကိုတာပြောမဟုတ်ဘူးနေအမေကိုပြောနေတာနေအမေငါငါဆိုပြီးတော့အဲ့လိုအဲ့လိုကြီးစရာကိုကအဲ့မင်းသားနေရာလောက်ရတယ်ဒါပေမဲ့ဒီဘက်မှာကျတော့အားလုံးကထင်ကြတာကိုယ်တရေလေးကောင်နေမှာပဲတရေလေးကောင်နေချိတ်ပြီးတော့အတိမတ်ပြုတ်ကြတာများတယ်လေအရင်ကင်းကောင်ဖို့ပြုံမပြောကြတော့ဒါတရေလေးကောင်ဆိုပြီးဒီဘက်မှာလူတို့ဘယ်များအဲ့လိုအတိမတ်ပြုတ်ကြတယ် ဒါကတကယ်ကိုကြီးမားတဲ့အောင်မြင်မှုတွေပေါ့နော်။များသောအားဖြင့်ညိတ်စင်ဘောကလာတဲ့လူရှင်တော်ဆိုတော့လေဒီဘက်မှာဗီဒီယိုလိုက်မဲ့မှာရုပ်ရှင်လိုက်မဲ့မှာဟာတာနေရာမှာပဲကားထဲမှာဟာဒရာမာပဲရိုက်ရိုက်အက်ရှင်ပဲရိုက်ရိုက်ဘလူပဲရိုက်ရိုက်စက်ကြမ်းပဲရိုက်ရိုက် ဟာတာကိုနှကန်းသုံးကန်းတော့ဒါရီတာတွေကထည့်ပေးစေခြင်းじゃထည့်ပေးတယ်။အဲဆိုတော့အဲ့လိုမျိုးအဲ့မှာဟာတာကတော့သူတို့ကဘာပဲပြောပြောနည်းနည်းတော့သုံးပုံပုံကြီးတပုံလောက်ကတော့ဟာတာသမားတွေကိုခေါ်ပြီးတော့အာတာလေးထည့်ပေးကြတယ်။ဟောတော့ဆိုတော့အဲ့ ကိုကအခြေစင်ပေါ်လာတဲ့လူရှင်တော်ပဲဒီဘက်မှာဗီဒီယိုရရရုပ်ရှင်ရရကိုကဟာတနေရပဲတရုပ်ဆောင်ဝင်ရခဲ့တယ်တရုပ်ဆောင်ဝင်ရခဲ့တယ်ဆိုတော့ရည်စရာပေါ့ဟာတတရုပ်ဆောင်နေရနဲ့နေရာကနေတရုပ်ဆောင်ဝင်ရခဲ့တယ်ဒါပေမဲ့နောက်ပိုင်းမှာကျတော့ကိုဟာတတယ်မဟုတ်ဘူးဘီလိန်တို့ဟာလာနောက်ပြီးတော့ဟိုနှာဘူးထားနှာဘူးကြတာပေါ့ကွာနှာဘူးကြရဆိုတာဒီလိုကိုကလက်ကွက်ထဲမှာတတိသာပွဲစားပွဲစားကဒီအတုဆိုင်ရကော်မလေးကိုပတ်ဆိုင် AB ပတ်ဆိုင် AG ပိုက်ဒီဆွေဆွဲကြိုးတွေ တောင်တော့ပြောင်ပြောင်လွတ်လပ်တွေဝေ့ပြီးတော့ကော်မလေးကိုအတုဆိုင်ကော်မလေးကိုသွားကြောင်တဲ့ဇက်တွေနောက်ပိုင်းကျတော့ကာရီတာအစုံလုံးရပါတယ်ဘီလိန်နဲ့လောက်ရတာပဲကိုကပထွေးပထွေးရတမီးကိုပြန်ကြောင်တဲ့ဟာမျိုးတွေလည်းပထွေးနေရလည်းရိုက်စုရိုက်ရတာပဲအခုနောက်ပိုင်းကျတော့ကိုကြီးကဇက်ရုပ်တော့မရွေးတော့ပါဘူးတော်တော်များများကိုတလောကမေမြမှာကိုကြီးထွန်းလင်းနဲ့နေတိုးလို့နဲ့သွားရတဲ့ကားဆိုရင်ကိုကရွာအုတ်ချုပ်ရင်မှုလောက်ရတယ်အဲ့လိုဇက်ရက်ကဇက်ရုပ်ကတော့အစုံပဲဒါရီတာတွေခိုင်းသမျှပေါ့သူတို့ကဒီဇက်ရုပ်ကငပြောကြောင်နဲ့လိုက်တယ်ဆိုကိုကလုတ်လိုက်ပါတယ်မငြင်းဘူးဘာလို့ဆိုကိုကြီးကအက်တာလေးတယုတ်ဆောင်တယုတ်ဆောင်ဆိုတာက ဟိုဟာရွေးချယ်ခင်းရွေးချယ်ခင်းတော့ရှိတယ်ငင်းဝဲမရှိဘူးအဲ့တော့ကိုတရားကိုကျွန်တော်မင်းကအဲ့မှာတရောင်းစားလို့ရမှာနော်မင်းကတနာယူရမှာနော်မင်းကဘာလို့ရမှာနော်ဆိုပြအဲ့မှာကိုကဒါဒီနေရာကြီးတော့ကျွန်တော်မကောင်းမလုပ်ချင်ဘူးဗျာမင်းကဒီနေရာမှာဘာအဲ့ဇိုက်ရိုက်ဇိုက်ရုပ်မကောင်းရင်မကောင်းသလိုကိုကငင်းခွင့်မရှိဘူးရွေးချယ်ခင်းမရှိတယ်ဒါကိုညှိနှိုင်းခွင့်ရှိတယ်နောက်ကိုက professional လीအဲ့တော့ professional ဖြစ်သွားပြီဆိုတဲ့အချိန်မှာကိုကငင်းလို့မရဘူး ကျွန်တော်ဒါမလုပ်ချင်ဘူးဟိုကမလုပ်ချင်ဘူးညင်းဝင်မရှိဘူးလို့ထင်တာပဲကိုကတော့ကို editor တယောက်နေလို့ကိုဒီလိုပဲခံယူထားတယ်ပေါ့လေနော်ဟိုအကြောင်းတော့ကလူရှင်တော်လောက်တာအပြောကတာပြဿနာမရှိဘူးမကကြင်ဘူးမအားရင်မကဘူးကျွန်တော်ဘယ်သူနဲ့ဆိုဘယ်သူဘယ်ဘာနဲ့မလို့မကကြင်ဘူးဆိုလဲမကဝင်ရှိတယ်ဒါပေမဲ့ကိုက professional ကိုကိုခံယူလိုက်တဲ့အချိန်မှာတော့ရွေးချယ်ခင်မရှိတော့ဘူးအရာအလုံးအကုန်လုံးညှိနှိုင်းနိုင်တဲ့အဆင်ပြေအောင်လုပ်ပေးရတဲ့နေရာမျိုးတော့ဖြစ်သွားတာပေါ့နော်အဲအဲ့ဒီဘောလေးတော့ရှိတာပေါ့ ီနေ့အနုပညာမှုကောင်းကင်အစီအစဉ်မှာပရိသတ်တွေတင်ဆက်ပေးသွားတဲ့အခမ်းအနားတွေကိုနှင့်သက်မယ်လို့ထင်ပါတယ်။အလတ်တော်အနုပညာရဲ့ဝန်မှာလှုပ်ရှားနေတဲ့အကြောင်းအရာတွေနောက်ပြီးပရိသတ်တွေစိတ်ဝင်စားစေမယ့်အကြောင်းအရာတွေကိုရွေးချယ်ပြီးတင်ဆက်ပေးသွားတာဖြစ်ပါတယ်။အနုပညာမှုကောင်းကင်အစီအစဉ်ကတော့ပရိသတ်တွေတဲ့အပတ်စဉ်တနင်္လာနေ့တောက်ချနေ့အထိအနုပညာသတင်းအသစ်တွေနဲ့အမြဲတမ်းရှိနေပေးမှာဖြစ်ပါတယ်။ပရိသတ်တွေကိုလည်းကိုယ်တိုင်လာရောက်အားပေးပြီးတော့ www.facebook.com/askyshow မှာလည်းပါဝင်ဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်။ဒီနေ့မှအချိန်ပေးပြီးတော့ကြည့်ရှုတဲ့အနုပညာချစ်တဲ့ပရိသတ်တွေကိုလည်းကျေးဇူးအထူးပဲတင်ပါတယ်ရှင်။